မယုံအပိုင်ချဒီနေ့မှာ တရားဟောဆရာတော်ဖျားကြီးရဲ့ကပိယကရက်ွက်အနေထားလာကြည့်မည်ဆို၍ယမ်းမိရဖလူကြီးများအလုံးလူစုံတက်စုံဓမ္မယုံတွင်စောင့်မျှော်နေကြသည် သူတို့စိတ်ထဲတွင်တော့ရောက်လာမဲ့ကပိယမှာ သူလူကုလူလမ်းလျှောက်လာမည်ထင်ပြီးလမ်းအဝင်ဝကို မျှော်ကြည့်နေကြသည်တို့တော့သူတို့ထင်တယ်လို့မဟုတ် ဝေါကနေဓမ္မယုံရှိသူထူးဆိုင်လာသော အဖူးတန်ကားတစီကားပေါ်မှရွှေပစူဖြူလွှတ်နေသောအိုးတိုက်ပုံနဲ့လူတအူစင်းလာသည်လူပုံကဖြူဖြူတန်တန်နဲ့အရက်ကပူပြက်ပြက်ပင်သူတို့မျောနေသော ကပ္ပိယကြီးပင်ဦးလေးစိန်တန်းကထိုလူနာပြေးသွားကအဘပန်းညွတ်ကြွပါခမြဒီမာဓမ္မယုံမှာထိုသူမှ ခြေတလန့်ပင်မရွေပဲ ဓမ္မယုံကိုဝေ့ကြည့်သည် ပြီးနာဘေးဘီကိုလိုက်လံကြည့်ပြန်သည်ပြီးမှဓမ္မယုံကဒီဓမ္မယုံအတန်ကတီတီကွဲကွဲပြပြကြည်ရတာစကားအလွန်များပုံရသည်ဦးလေးစိန်တန်းခေါင်းကိုတွတ်တွက်ညှိကဟုတ်ကဲ့ဒီဓမ္မယုံမှာပဲခမဥပညွန်းကနှာခေါင်းတရှုံရှုံနဲ့ဘေးဘီဝေ့ကြည့်ကတရားဝေးကဘေးမှာကျင်းပါမှလဲ ဦးလေးစိတ်တန်းကအစွမ်းကုန်ပြုံးပြီးတော့ဒီဒီဓမ္မယုံမှာပါပဲခမဥပညွန်အန်အောဟန်နဲ့မျက်ခုံးအစုံမြင့်တက်သွားသည်ပြီးနာဓမ္မယုံကိုဘကများကိုဝေ့ကြည့်ကခမရတို့နောက်နေရလားဗျာမစီမဆိုင်သူ့အမေကြောင့်ကိုဘကများအန်အားသင့်သွားကြသည်အဘမြတ်မောင်ကမခုတ်တရူချီလန်းမျိုးနဲ့လှန့်လာပြီးဘာဘာဖြစ်လို့လဲခမရ ဥပညုကမကြီးမနှက်ဟန်နဲ့ခါထောက်လိုက်ပြီးဂောဘကအာလုံးကိုလက်ညှိုးဝေထူကခမရတို့ဒီဓမ္မယုံနဲ့မှတရားပွဲကျင်းပါမယ်ဆိုတော့တရားနာပရိသတ်ဘယ်လောက်လာမယ်ထင်လို့လဲသူစကားချအဘခင်မျက်မှောင်ကျုပ်သွားပြီး340အထက်တော့ရှိမှာပါဗျာဒါကိုဥဒင်တန်းကပြပြတလဲပြေးလာပြီးဟုတ်လီဓမ္မယုံနဲ့မှာက90လောက်ဆက်မာတယ် ကျွန်တော်ထပ်ဖိတ်ထားပါမယ်။စသည်ဖြင့်အလူရဲ့တောင်းမှန်ကြသည်။ဥပညုံကဘာကိုဆိုလိုခြင်းမှန်သိကြပုံမပေါ်သို့တော်သူတို့အမှားဖြစ်မှဆို၍ကြိုတင် တောင်းမှန်ထားကြသည်။ဒါကိုဥပညုံကစိတ်မရှိဟန်နဲ့လုံကြီးကိုမှတင်လိုက်ပြီးဘဲနေပြဒီလိုအထင်ကြီးရဆရာတော်ဖရာကြီးရဲ့တရားပွဲကိုဒီလိုမိကမတ္တဓမ္မယုံမှာကျင်းပမယ်တဲ့ ဒါဆိုတရားနာလာတဲ့ပြိသက်ကဘေးနာနာရမှာတော့ပြောစမ်းမအောင်ဥပါခင်ကပြပြတလေးနဲ့ဓမ္မယုံကကြေပါလေလူ20 30တော့ဆက်မာလေဗျဒုစကကြတော့ဥပညွန့်စိတ်တူသွားပုံရသည်ဘာ20 30လေးကျုပ်တို့စိတ်ရတော့တရားထောက်အဖွဲတော့20ကျော်30ရှိတာခမရတို့ကလေဥလီစိန်တန်းကပဲကြားဖြတ်ပြီးဟုတ်လီ လူများရင်လေဒီဓမ္မယုံရှိမှလမ်းပိတ်ပြီးနေစမ်းပါဗျာသူစကားကိုဥပညုံကဖျက်ချလိုက်သည်ပြီးနောက်ဘေးဘီဝေ့ကြည့်ရင်လေဒီလိုရက်ွက်ကြီးမှတရားပွဲကျင်းပရင် လူထောင်တောင်းချီပြီးလာကြမှာဒီဓမ္မယုံရှိကဘယ်လောက်ကျဲလူလဲထို့သူကြတော့ဥတင်တန်မျက်လုံးပြူသွားသည်သူတို့ရက်ွက်အကြောင်း သူတို့သိတာကိုညီသူကမှတရားဘာဝနာကိုဟုတ်တိပတ်တိ စိတ်ဝင်စားကြတာမှမဟုတ်တာထို့ကြောင့်ဟုတ်လီရက်ွက်ကကြီးပြီမေရက်ွက်နေပြည်သူတွေကတရားပွဲကိုစိတ်ဝင်စားပါမလားခမရအဲ့ဒါဆရာတော်ကိုစော်ကားတာပဲခမရသူစကားပင်မဆုံးလိုက် ဥပညွန်ဖြက်ဟန့်လိုက်၍လန့်သွားရလေသည် ဥပညွန်ကခေါင်းကိုမော့ပြီးဒီမှာဆရာတော်ဖရာရဲ့ဖုံးတကူအာနုဘုတ်ကိုမသိပဲ ရန်တံမခန့်မှန်းနဲ့ရက်ွက်တဲ့ကစားကွင်းတို့ပေါလုံးကွင်းတို့မရှိဘူးလားလူကြီးများတယောက်မျက်နာတယောက်ကြည့်ကြသည်ဥဒင်သက်မှပင်ရှိတော့ရှိပါသေးဗျာရက်ွက်အလေမှာဒါပေမဲ့ဓမ္မယုံနဲ့နည်းနည်းတော့လှမ်းနေအေးအဲ့ဒီမှာလှုပ်လိုက်ဗျာဂဗိယဥပညွန်စကားကြောင့်အလုံးကြောင်သွားကြသည်လှုပ်ချင်တာကဓမ္မယုံ တရားပွဲ သူပြောနေတာကရက်ွက်အလေပွဲကင်းကြီးဖြစ်နေမှာကဥပညွန်ကသူကားပေါ်သူပြန်တက်ပြီးအဲ့ဒီကွင်းထဲမှာဇရာတော်တရားဟောပလင်တင်ဖို့ဘိနေစေတစ်သားနေစပြီးရင်ဇရာတော်ဖရကြွလာတဲ့အခါရှောက်ဖို့ရှောက်လန်းကငါးပြေကျေကိုစောခင်ထားနောက်ပြီးအလူခံမန်တက်က တရားနာပြိသက်တွေဝင်တဲ့အဝင်ဝမှာတက်တက်ရရဲ့ဆောက်ထားဇပွဲကလေးတိုင်းမှာတခါတည်းစီစဉ်တာတရားဟောစဉ်နဲ့ ခတ်ဝိဝိထာနဒါဘဲစုက ကာကိုဥကနေမောင်းထွက်သွားလီတော့သည်ဥပညွန်စီလာတော့ကအစနပြောက်သွားသည့်အထိလူကြီးများ စကားမဆနိုင်ကြသည်သူတို့လှုပ်ချင်တာနဲ့ဖြစ်နေတာကနည်းနည်းလေးလွယ်နေတာကအတန်းကြာမှအဘမြမောင်ကခေါင်းကောက်ပြီးအေးကွာငါတို့လှုပ်ချင်တာနဲ့သူပြော့သွားတာကနည်းနည်းလေးများလွယ်နေသလားပဲဥတင်တန်းကဟိုကြည့်ဒီကြည့်လှုပ်ပြီး ချင်းချင်းဟန်နဲ့အေးလေဆက်ပြောနေလေကိုလည်းမကြုံဘူးတော့တိမမသိပဲဟာကူတရားပွဲစီစဉ်ဘူးရဲ့လားအမေးခံရရင်လေလှုပ်လဲမလှုပ်ဘူးဘူးတမျိုးတော့ကောင်းတာပေါ့ရက်ွက်လေကစားခွင့်မှဆိုတော့လူများများတိကြတာပေါ့ဘာပဲဖြစ်ဖြစ်ဓမ္မယုံအတွက်အလူကအဲ့ဒီကွင်းမှာခံလေဖြစ်တာပဲမဟုတ်လားအားလုံးကကောင်းငြိမ်ကြသည်အဘမျက်မှောင်က ငါကတရားပွဲကိုလူမလာမှာပဲဆိုတာဒုရက်ွက်ကလည်းသိကြတဲ့အတိုင်းဒုစကားကိုစိတ်မရှိတဲ့သောဥပခင်က မလာတော့လေဘယ်တတ်နိုင်မှမလဲကွာအေးငါစိတ်ပူတာကဇရတော်ဖခင်ပလင်တင်ဖို့စဉ်ကဘယ်လိုစောက်ကြမလဲပိနေစေအတွက်စဉ်းစားဖို့တစ်ကအေးအားလုံးစဉ်းစားစရာ ဖြစ်သွားကြလေသည် ဟုတ်ပြီသား ဘိနစေအကြီးစင်ဆောက်ဖို့တစ်ကဘဲခအလွယ်တကူရမည်နီအဘမြမောင်ကတချက်စဉ်းစားပြီးရက်ွက်ထဲဘသူအိမ်ဆောင်နေတာရှိလဲရှိရင်သူတို့မတုံးခင် သူတို့အိမ်ဆောင်မဲ့တစ်ကိုခဏငှပြီးသူစကားမဆုံးခင်ဦးလေးစိန်တန်းကတင်းအေးအိမ်ဆောင်နေတဲ့ကြားတယ်သူစီကနေပါကွာဥတင်တန်းကခတ်ဆောင်ဆောင်ဖြတ်ပြောသည်ပြီးနောက် တင့်အီးကဘယ်နဲ့အိမ်ဆောက်ရမှာလဲတင့်အီးတဲထူတာမနီးကတော့ငါစီကပူနေတဲ့သူဟောင်းနှစ်ချက်လာတောင်းလို့ပေးလိုက်ရသေးတယ်မှန်ပေသည်ဤရွက်မှာအိမ်ကြီးအိမ်ကောင်းဆောက်နေတာဘယ်နဲ့ရောက်ရှိမီနီလက်ချိုးရည်ရွေ့ပင်ရနိုင်သေးသည်တစ်ကိုတီးတန့်ဝဲရင်လေဈေးကမနေကြမီသူတို့နေထားနဲ့ဘိနေစေစာအစ်စ်ကိုမဝေနိုင် အလုံးအကျက်ရိုက်နေကြသည် ဒါကိုဦးလေးစိန်တန်းကတွေးစပြီးကျွန်တော်အကြံပေးလို့ရမလားလူကြီးများအားလုံးရဲ့ခေါင်းများသူ့ပဲလှည့်သွားကြသည်ဦးလေးစိန်တန်းကရဲကြဲကြဲနဲ့ပခုံးလေးတွန်ပြီးဒါကအကြံကောင်းဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့လက်တလို့လိုအပ်တဲ့စတိတ်စဉ်ကိစ္စဖြည့်ရှင်းနိုင်မယ်တော့ထင်တာပဲအားလုံးတယောက်မျက်နှာတယောက်ကြည့်မိကြသည်လက်တလို့ထုတ်ကိစ္စကိုဘယ်သူမှမဖြည့်ရှင်းနိုင်ကြပဲကူ သူစားခဲ့တဲ့အကျက်သူအဆုံးသက်မှမှန်ပေလိမ့်မည်ဥဒင်တန်းကမျက်မှောင်ကြုံကြည့်လျက်ကဲပြောကြည့်အောင်မင်းမှာဘယ်လိုအကျံစီရှိလို့လဲဟုတ်လီဥလီစိန်တန်းစကားမဆက်ပဲရေကြဲကြဲလှုပ်နေသေးသည်ပြီးမှဓမ္မယုံနောက်ဖက်ချမ်းလီဖြူချလိုက်ရင်ရောဘာဘယ်လိုဘာပြောတယ်ဟိတ်ကလူကြီးများအလံတကြားပြေကုန်ကြသည် စိတ်ဆက်သောဥပခင်က မင်းကတရားပွဲကျင်းပဖို့ကိုဓမ္မယုံဖြူခိုင်းနေတယ်ဟုတ်လားသူစကားကိုအဘမြမောင်ကလေအေးလေဒီကောင်ပါကောင်လေမဟုတ်တာတွေသူတို့စကားများကိုဥလေးစိန်တန်းကပြပြသလေးနဲ့လက်ကပြပြီးကျွန်တော်ကျွန်တော်ပြောတာနားထောင်ကြပါဦးဗျာဒီလိုပါ လူကြီးများသူ့ကိုပြန်ကြည့်ကြသည်သို့တော့ယူယူကြည့်ကြတာတော့မဟုတ် မကြည်နဲ့တဲ့အကြီးနဲ့ကြည်ကြသည်တရားပွဲကျင်းပရဲ့ဒီတခုလေးတော့ခနော်နီခနော်နဲ့ဓမ္မယုံကိုဖြူခိုင်းနေသည်ကိုဥလီစိန်တန်းကရေကြီးခြင်းနဲ့ဒီလိုပြဓမ္မယုံအနောက်ဖက်အချမ်းဆိုတာ လူလဲမမြင်ဘူးလေနောက်ပြီးတော့သူ့နဂူကလည်းတချမ်းကပြူကျနေပြီမို့ပြန်ပြင်ရတော့မှာပဲဟာပြင်ရမယ်အတူတူလိုရင်ပြောကွာအဲ့ဒီတော့ဥတင်တန်းဖြတ်မိသည် ဦးလေးစိန်တန်းကအဲ့ဒီတော့အဲ့ဒီပြိုကျနေတဲ့တစ်တွေကိုခဏခွာပြီးတော့တရားပွဲအတွက်စင်ဆောက်လိုက်မေးဗျာအေးတရားပွဲပြီးတော့ပြန်ကတ်လိုက်ရုံပဲမဟုတ်ဘူးလားပူတော်ခိုင်သွားအောင်မေးလူကြီးများတယောက်မျက်နာတယောက်ပြန်ကြည့်ကြသည်ဦးလေးစိန်တန်းပြောတာကလည်းတဘာဝကြနေတရားသူတို့မှာအခြားအကျမမရှိကြပဲကူဟုတ်လေဟုတ်သည်ဓမ္မယုံနောက်ဖက်ချမ်းကလည်း တစ်ပင်ဝါပင်ခြံစည်းယုံနဲ့ကွင်းနေသည်မို့လူမြင်ကွင်းတော့မဟုတ် နောက်ပြီးဓမယုံအတွင်နဲ့သူတို့ကလွဲလို့ဝင်ထွက်သူမှမရှိတာပဲဥပခင်ကမေးစီပူရင်နဲ့စိန်တန်ပြောတော့လေဟုတ်တယ်လို့ပဲဓမယုံလေးတရက်ဖြူပြီးတရားဟောစဉ်စတရားဝဲပြီးတော့ပြန်ကက်ရိုက်လိုက်ရင်ရနေတာပဲဥစ္စာလူကြီးများ တွေ့ဝေကုန်သည် သူတို့မှလည်းတခြားအကြံမှမရှိပဲကူ ထို့ကြောင့်အဘမြမောင်ကတက်ပြင်းချပြီအေးဟုတ်တယ်လို့တော့ရှိသားအေးတရားပွဲပြီးလို့ဓမ္မယုံအတွက် အလူငွေတွေရရင်အဲ့ဒီအစ်စ်တွေတောင်သုံးစရာမလိုတော့ဘူးအစ်စ်ပြန်ဆောက်လိုက်ကြုံပဲမဟုတ်ဘူးလားအားလုံးအားတက်သွားကြပြန်သည်ဥဒင်တန်းကအာရရွှင်လန်းစွာနဲ့ကဲဒါဆိုဓမ္မယုံ နောက်ဖက်အချမ်းကို ဖြူကွာဟုဆိုကဓမ္မယုံ လူကြီးများ ဓမ္မယုံနောက်ဖက်အကျံပြုရန်အသီးသီးကိုစီ အင်ကိုပြန်ရင်းနေလူအပ်တဲ့တူလွတ်တန်တရင်စသည်များ ယူကြလီတော်တည်းကွင်းကြီးတဲ့တရားပွဲကျင်းပါရန်စင်စတင် ဆောက်စဉ်ကလေးကရက်ွက်နေလူအများစိတ်ဝင်စားကြလေသည်ဥလေးတင်တန်းဘာပွဲတုံပြတရားပွဲလေးကျင်းပါမလို့ပါကွာရက်ွက်ကြောင်ဆရာတော်ပဲလား မဟုတ်ဘူးဟနာမေကျော်တရားဟောဓမ္မဂရိခဆရာတော်ကြီးဥကဝီဟေးအဲ့ဒီဆရာတော်တရားဟောသိကောင်းနေကြတယ်ဗျာလာမေလာမေလာခဲ့မေတရားပွဲက သူတို့ထင်တယ်လို့မဟုတ်တော့ဆရာတော်ဖျားကြီးဘွဲ့အမိကြသည်နှင့်လူတိုင်းကတရားနာရန်စိတ်အားထက်သန်ကြသည်ကပ်ပီးယဥပန်းညွန့်ပြောတာမှန်သားဆရာတော်ဖျားကြီး တကူကြီးလိုက်တာ ထို့ထက်ပူအန်အားသင့်စရာကညနေဆောင်တွင်ကြိုရောက်နေနေသောတရားဟောပလင်တော်စင်မော်တင်လိုက်သည်နှင့်လူအများစီကားစပြုလာသည့်အပြင်ဘေကဘလူရောက်လာမှမသိသောဈေးတွေများနှင့်ပွဲစီတန်းကြီးဖြစ်လာလေသည်ယခင်က လူပင်ဖြတ်သောဖြတ်လာမရှိဘဲကြွေရှောင်သွားနေရသောဖုံးစုကွင်းကလေးမှာတရားပွဲဖုံးတကူအ ాను ဘောကြောင့်ချက်ချင်းပင် လူစီကားရာအရက်ကြီးဖြစ်နေလေပြီး ချွေးတလုံးလုံးနဲ့အစင်လဲဆောက်ရဗလင်လဲမရမိတိုင်များလဲကိုတိုင်စင်ရရှောက်လန်းကိုလဲခင်းရပါတော့တရားပွဲကမကထအဖိုးကြီးများလဲခြေကုံလက်ပန်းကြနေပေပြီဒုဒလေသူတို့စီစဉ်ထားတဲ့တရားပွဲလေးလှလှပါပါနဲ့လူစီကနေတာမြင်ရတော့ပျော်နေကြရှာလေသည်တရားပွဲကရက်ွက်လူအများစိတ်မဝင်စားနိုင်ဘူးဟုထင်ခဲ့ကြတော့လေယခုတော့ အယက်သမဖူထီကအစငားတဲ့ဒေါ်ကျင်စုံအင်ကြီးဖြူကလေးတွေနဲ့တရားပွဲကိုရောက်လာကြလေသည် မနဲ့လင်းကလေးကဆဲဆူနေကြတော့အခြေခံလူတန်းစားများပင် တပတ်ကလေးများပခုံးပေါ်တင်၍တရားပွဲတဲ့ဝင်ထိုင်နေကြလေပြီးဒီကြတဲ့ကလေးများက တရားဟောစဉ်ပေါ်တက်ဆော့နေကြ၍မောင်းရဟန့်ရတာက အလုတ်တခုညက်နေသောတော့တရားပွဲကျင်းပနိုင်ရန်အဆင်တပြေဖြစ်နေပြီး လိုအပ်တဲ့တရားဟောစဉ်မိုက်လော်နဲ့မိတိုင်များကအစာအစဉ်အသင့်ဖြစ်ပေပြီးထို့ရမှာအဖိုးကြီးတတိုက်လဲကဲအားလုံးအစဉ်အသင့်ဖြစ်ပြီးငါတို့လည်းမြောက်ရုပ်ပေါက်နေပြီးဇေယတော်မကြွအမီရေမိုချို့ပြီးပြင်ကြအောင်ဟာစုကအိမ်အမြန်ပြန်ကရေမိုချူအဝိဇ္ဇများလဲပြီးတရားပွဲကိုအမြန်ပြန်လာကြသည်အဘမြတ်မောင်ကဓမ္မယုံလေးတဲ့က အလူခံငွေဖလားကိုဝင်ယူပြီးသူတို့စောက်ထားတဲ့တရားပွဲအဝင်ဝါကအလူခံဌာနကိုကမန်ကရံသွားလိုက်သည်တရားပွဲမစခင်အလူခံရမည်ကိုဒီလောက်လူအလာများရင်တော့အလူငွေလည်းအတန်အသင့်ရမှာပဲဟုတွေးပြောနေသေးသည်သို့တော်ဟေးအလူခံဌာနမှာမြင်လိုက်ရသောမြင်ကွင်းကြောင့်အဘမြတ်မောင်အံ့အားသင့်သွားရသည်မန်းတပ်တွင် ဖုန်ကြီးလူယုံဥပညွန်းကသူ့ထက်အရင်ရောက်နေပြင်စင်နေပြီကိုသူရှိမှလည်းအဘမြမောင်လူငွေဖလားမဟုတ်ငွေကနှုတ်တွေဖောက်ထားတဲ့ကလတ်ထက်ကမြသပိတ်တော်ဖလားကြီးအဘမြမောင်သူ့ဆောက်ထားတဲ့အလူခံဌာနသူကိုယ်တိုင်ဝင်ရမလားမဝင်မဲပြန်လှည့်ရမလားမဝေခွေနိုင် နောက်ဆုံးတော့အိုးဘာပဲဖြစ်ဖြစ်ငါတို့လုပ်တဲ့တရားပွဲပဲ ငါတို့လည်းအလူခံရမှာပေါ့ထို့သူစိတ်ပိုင်းဖြက်က အလူခံဌာနအတွင်လှန့်ဝင်လိုက်သည်ဟင်းဟူသောအမေဒိတ်အတန်မန်တက်ထေအလူခံဖလားကြီးပိုက်ပြီးဝင်လာသောအဘမြမောင်ကိုကြည့်ပြီးဥပန်းညွန်အံ့အားသင့်သွားသည်ပြီးနာအဘမြမောင်ကိုလက်ညှိုးထုတ်ပြီးဒါဒါဘာလောက်တာလဲအဘမြမောင်က ရေကြီးကြီးလှုပ်ရင်းနဲ့အေး ဓမ္မယုံအတွက်အလူခံမလို့လေသူစကားကိုကြားသည်နှင့်ဥပညုံမျက်နာကြီးမဲတူမှုန်ကုတ်သွားကအဘမြမောင်ပိုက်ထားသော အလူခံဖလားကို ရန်သူကြီးတယောက်တဖွေလက်ညှိုးထိုးပြီးဝဲဝဲကွဲထဩသည်ချထားလိုက်အလူခံဖလားချထားလိုက်ဗျာဥပညုံစကားကြောင့်ဂောဘကကြီးမြမောင်ကြောင်သွားသည် အလူခံဖလားကိုချရမလား ပြန်ပတ်ရမလားဝေခွဲမရဖြစ်နေသည်နောက်မှသတိရပြီဟိုလီဓမ္မယုံရံပုံငွေအတွက်တရားပွဲကျင်းပတာဆိုတော့ဓမ္မယုံအလူခံဗလာလီဥပညုံကခေါင်းကိုခက်ဖြီးဖြီးတချက်ချင်းညှိကဟုတ်ပါပြီဖလာထားခဲ့ပါ လူတော့ရစ်တီရစ်တီလှုပ်ချင်းတီးခံပါဟုတ်ပလားအဘမြတ်မောင်က မျော်လင့်ချက်ဖလာကြီးကိုကြစ်ကြစ်ပေါင်းပိုက်ထားပြီး ဒါကြီးထားခဲ့ပြီးပက်လူအလူခံသူစကားကို ဥပညာစိတ်ရှုပ်ဟန်နဲ့မျက်မှောင်ကြုံကြည့်ပြီးတော့ပြောရတာရှုပ်လိုက်တာကွာဟဲ့ကဂူတကူတဲ့ချင်းသိနှကောင်မအောင်ဘူးကွာမှတ်ထားဥပညာစကားကြောင့်အဘမျက်မှောင်ကြောင်သွားသည်ထို့ကြောင့်ဟိုဒါကဂူမဟုတ်ဘူးလေအလူအလူခံအေးအလူခံမန်တပ်တခုတည်းမှာ ဘေကောဘကမှနှစ်ယောက်တပြိုင်နဲ့အလူမခံဘူးမှတ်ထားဟေးအဘမြမဘာပြောရမှန်းမသိဖြစ်သွားရသည်ဥပညွန်းကသူ့ဖလားကိုညွန်ပြပြီးတော့ချထားခဲ့အဲ့ဒီဖလားကိုအဲ့ဒီအပဝနာချထားခဲ့အဘမြမဥကြောင်ကြောင်နဲ့ဘာပြန်ပြောရမှန်းမသိတော့တာကြောင့်ရှေ့ကိုတူ၍ဖြစ်ချင်ရာဖြစ်ဆိုပြီးဖလားကိုချလိုက်သည်ပြီးနောက် လှဲ့ထွက်မြည်ပြူးစဉ်ဟေးဟေးဟေးလူဒါကဘာလောက်တာလဲဟေးဥပညွန့်စကားကြောင့်အဘမြမောင်တွန့်သွားပြန်သည်ထို့ကြောင့်ပြန်လှဲ့ပြီးဘာဘာဖြစ်လူလေးဗျသူအမေကိုဥပညွန့်ကစိတ်မရှိသလိုနဲ့ဖလာတဲ့ဘာမှမပါပဲဒီအတိုင်းထွားသွားလို့ရမလားဗျခမညာဒီမှာကြည့်ဒီမှာဒီလိုလက်ခေါ်ထည့်ထားရတယ်ကွာ အဘပန်းညွန်းကသူ့မြဖလာတဲ့ထဲ့ထားတဲ့တောင်းနံသုံးရွက်ကိုယူပြသည်အဘမြမောင်ဘာပြန်ပြောရမှန်းမသိဒီမှာတွေ့လားဖရာတရားတန်ကတောင်းနံသုံးရွက်အဘမြမောင်ဇဝေဇဝါဖြစ်သွားသည် အလူခံဖလာတဲ့လက်ခုံငွေထဲ့ထားရမည်မှန်းသူမသိခဲ့ခမည်းကလည်းကိုယ်တိုင်လက်ကိုထဲ့မထားပဲဘသူက လူကျင်မှလည်း အလူခံအချီခံဥပဒိတလီတော်မသိဘူးလားဂောဘကအတင်နန်လီပါလီတက်ဝါရင်တွေမှာနီးနာယူဥပမာကျုပ်လူလူမျိုးစီမှာပေါ့အဘမြမောင်ဂန်းကုတ်သွားသည်သူတသက်မှာဂောဘကအတင်ယူရှိမှမသိခဲ့တကယ်ရှိမရှိလဲမသိကြရောင်းတောင်တောင်နဲ့သူ့အိမ်သူပြန်ဆန်းကြည့်တော့အဖွားကြီးကဂွန်စာစီတောက်စောင်းထားရအောင်ထည့်ပေးထားတဲ့ နှစ်ရတဲ့အနွမ်းကလေးတစ်ရွက်နဲ့တရတဲ့အသည့်ကလေးတစ်ရွက်ထွက်လာသည်မထူပါဘူးလေသူပြောတယ်လူ လက်ခေါ်ပေါ့ဟုတွေးလိုက်ပြီးနှစ်ရတဲ့အနွမ်းလေးကိုဖက်လာတဲ့ထည့်လိုက်သည်တရတဲ့အသည့်ကလေးကိုတော့လူရမေရစောင့်ထားမိပေါ်ဒါကိုဥပညွန်းကဖက်လာတဲ့လှမ်းကြည့်ပြီးဟေးဟေးဟေးလူဒါကဘာလောက်တာလဲအဘမြတ်မောင်မျက်လုံးပြူသွားပြီးဟင်း ဘာဖြစ်ပြန်ပြီလဲဥပညာစိတ်ရှုပ်ဟန်နဲ့ဇပွဲကိုလက်နဲ့ပုတ်ပြီးခမရလူကျင်လဲဖရာတရားတန်ကပြည့်အောင်လူလေးပြဘယ်နဲ့ကို့မှာလဲရှိနေလျက်နဲ့ဖရာတရားအတွက်ပဲပါပြီးတန်ကအတွက်တော့မလူဘူးဆိုတဲ့သဘောလားအဘမြမောင်သက်ပြင်းချလိုက်သည်သူပြောတော့လေဟုတ်သားပဲအိတ်ဆောင်ထားရန်ကြံ့ရွယ်နေသောတရားတဲ့အသည့်ကလေးကပါတန်ကကိုရည်စုပြီး ဖလာတဲ့ထေလိုက်ရလီတော့ဒီဖလာတဲ့ပြန်ကုန်ကြီးတော့ဖရာတရားတန်ကအတွက်ငွေ300ဒုဒ200တန်တရွယ်တရားတန်တရွယ်ဒါကိုကြည့်မိမှဖရာနဲ့တရားကိုခက်နွမ်းနွမ်းလေးတွဲထားတယ်လို့ဖြစ်ပြီးတန်ကကူများခွေထားရကြနေမလားဟုမစီမဆိုင်မင်းတွေးမိကအာနာရသေးသည် နောက်မှတက်ပြင်းချပြီးပတ်စံကဒီအတိုင်းထုတ်တာပဲ ငါဘာရီလျှောက်တွေးနေလဲမသိဟုစိတ်ကိုပြန်လဲဖြည့်ဖြောက်ရသည်ကဲကုလူတရားပွဲကိုသွားဟိုမှတရားပွဲမှာတရားထောက်သွားလို့လူငယ်တွေကတရားထောက်တတ်မှာမဟုတ်ဘူးဆို၍အဘမြတ်မောင်တရားပွဲရှိရာသို့ခြေဦးလှဲလိုက်လေသည်တရားပွဲမှာထင်ထားသည်ထက်ပို၍စီကားနေသည်ကိုတွေ့ရသည်တရားဟောသည့်ဇေယျတော်ဥက္ကဝီကလည်းတရားဟောအလွန်ကောင်းကြောင်းကိုလည်း မျက်မြင်ဒိဋ္ဌတီးရမှအော်တရားပွဲဆိုဒီမှာဒါမျိုးကြီးပါလားပေါ့ဇရာတော်ကြီးကယိုယိုကြားနေကြတရားတော်ကိုပင်တက်သီးမြဥပမာပြု၍ဟောကြားနေသည်အလုံးမပင်ကွက်ကွက်ကွင်းကွင်းနိုင်လာပေသည်အဝိဇ္ဇာဆိုတာနက်နက်သည်လိုပဲမျက်လုံးတွေအများကြီးပါပြီးမြင်ရသလားဟိမမြင်ရပါဖျားဒီတော့ နက်နက်သီးကိုစားသုံးကြည့်ရင်အဝိဇ္ဇာဆိုတဲ့မျက်လုံးတွေအများကြီးကိုမဖေးရဘူးလားဖေးရပါတယ်ဖေးရအဘမြတ်မောင်တရားထောက်မိုက်ကြီးခိုင်ထားတော့လေလူကအိမ်ငိုင်နေပေပြီအသက်အရွယ်အရာရောတဏီကုံပင်မထားတဲ့ဒံကြောင့်ရောငိုက်မြင်းနေပြီးတော့ဇရာတော်ရဲ့အင်မတန်အနှစ်သာရပြေဝတ်တော့တရားများသည်ပင်ဝေးသွားလိုက်နီလာလိုက်ဒီကြတဲ့ အလူခံမန်တက်ကအတန်ကူကလည်းနာဆွင့်မိသေးတန်ရောစင်မပြတ်ဘူးလေတက်မဲ့စိတ်ကစပြစ်သီးလိုချိုတလူလူချင်းတလူလူဘာတဲ့ချိုတလူလူချင်းတလူလူပါဖရအဘမြမောင် လုံးဝဟန်မဆောင်နိုင်တော့မျက်လုံးပင်ပိတ်ပြီးခေါင်းငိုက်ဆိုင်ကြနေပေပြီတရားပွဲကလည်းအရှိန်ရနေပေပြီတရားတန်ကိုကောင်းမွန်စွာမကြရတော့ ဆရာတော်ကတော့တရားကိုစိတ်လက်ကြည်သာစွာဆက်ဟောကြစေမြစ်တာတရားကြတော့အင်မတန်ချူမြတဲ့ပန်းဒီလေးလူတဲ့မြစ်တာတရားဟာမချူမြဘူးလားကွယ်ချူမြပါလေဖေယားကဲဒါဖြင့်လူတိုင်းကိုမြစ်တာမထားသင့်ဘူးလားထားသင့်ပါလေဖေယားဒါဆိုလောကမှာအချူဆုံးရာကဘာလဲဂွေဒီပါမိုက်သေးခါ ပြောင်ပြောင်အဲ့အဲ့လီလီကြီးထွက်လာတော့အတန်ကြောင့်ပရိသတ်များဟာကနေဖြစ်သွားရသည်ဇရတော်ဖျားကလည်းဗာဆက်ပြောရမှန်းမသိပဲအဘမြမောင်ကိုကြည့်သည်အဘမြမောင်ကဘေးဘီဝေ့ကြည့်ပြီးအိတ်ချင်မူတုနဲ့ဟုတ်တယ်လီရေတောက်လိုက်ရင်ပူတောင်ချူသည် သူစကားကိုမြေတားတရလွန်စွာကြီးမားသောဆရာတော်ဖျားကပင်ဆက်သီးမခံနိုင်တော့ပဲလောကမှာ အချို့ဆုံးအရာဟာမြစ်တာတရားမဟုတ်ပေ၊ဂွေးတီဟုတ်လား။အင်းဟာဆိုပြီးအနိထာသောထွေးကန်နဲ့ထပေါက်လေသည်။ခွန်းကနေဘုတ်ကနေအဘမြမဆရာတော်ပေါက်လိုက်သောထွေးကန်ရင်ဝယ်ပိုက်မိသွားသည်။ထွက်သွားစမ်းထွက်သွားစမ်းတရားပွဲကဆရာတော်နဲ့တရားနာပရိသတ်များရဲ့အော်ဟစ်တဲ့အဘမြမကျောင်းစီစီနဲ့ဘေးဘီကြီးကား ထရီဂန်လေးပိုက်ပြီးတရားပွဲအပြင်ဘက်သို့ထွက်ခဲ့ရသည် တရားပွဲအတွက်သူတို့ကိုယ်တိုင်ထွန်းထားသောခက်မိန်မိန်မီးရန်အောက်တွင် ထိုင်ချရင်းနေငါဘာများမှလူလဲပြန်တွေးနေမိသည် သူငယ်စဉ်တုန်းကဂွေတီစားဘူးပါသည်စစစဂွေတီရဲ့အရာသာသည်ဖန်တန်တန်ဖြစ်တော်လေစားတာကြာလာလေးလေးချူလာလေးလေးဖြစ်ပြီးရေတောက်လိုက်ချိန်မှာတော့အချို့ဆုံးဖြစ်သွားသည်လေး ငါဘာများမှလို့လေပြန်တွေးရင်းနဲ့ထွေးကန်ပိုက်ကငိုက်ကနေဖြစ်သွားလေတော့သည်ဟေးအဘမြတ်မအဘမြတ်မထထဘယ်နဲ့မိတိုင်အောင်ထွေးကန်ကြီးပိုက်ပြီးလာအိတ်နေရတာလေထတော့လေတဲဆုံးတယောက်ကလာလှုပ်နှိုး၍အဘမြတ်မောင်လက်နူလာရသည်ကြည်လိုက်တော့သူ့ဘောရာကြီးဥပခင်ရောင်နာနာနဲ့ဘေးဘီဝေကြီးလိုက်တော့ဟေး တရားပွဲကွင်းကရှင်နေပေပြီကွင်းလေကစင်ပေါ်တွင်ဇရတော်ထိုင်ခဲ့သောပလင်ကြီးပင်မရှိတော့ဟေးတရားပွဲကပြီးသွားပြီလားပြီးသွားတာကြပေါ့မင်းကလည်းဇရတော်ဖရာတော်ပြန်ကြွသွားပြီ အလူခန့်ကလည်း၁၈သိန်းလောက်ရသွားတာငါဖြင့်ထင်တော်မထင်ဘူးဟေးအလူခန့်အတန်ကြတော့အဘမြတ်မောင် သူ့အလူခံဖလားကိုတတိယသွားသည် ထို့ကြောင့်မျက်လုံးကြီးပြူပြီးအလူခံအလူခံရေယူရင်းနဲ့အလူခံမန်းတက်ရှိရာ ကမန်းကရန်ထွက်ခဲ့လေသည်စိတ်ထဲတွင်လည်းတရားပွဲအတွက်အလူခံအဲ့ဒီလောက်ရရင်ဓမ္မယုံအတွက်လည်းမနေမနောတော့ရလောက်မှာပဲဆိုကရင်မာခုံသွားသေးသည်ဟေးမီးရောင်မိမ့်မိန်အလူခံမန်းတက်ထဲတွင် ကနဲ့ဥထိုင်နေသောဂောဘကကြီးဥပညုနဲ့သူ့မြဖလားကြီးလည်းမရှိတော့သူ့ရဲ့ငွေဖလားကတော့မီးရောင်မိမ့်မိန်အောင်တည်ရှိနေစေဓမ္မယုံအတွက်အလူငွေဘလောက်ရလိုက်တယ်လဲသိခြင်းစိတ်နဲ့အလူခံဖလားကိုကမန်ကရန်ယူကြည့်လိုက်တော့အလူအဘမြမောင်အံ့အားသင့်သွားရသည် ဖလားတဲ့တွင် သူမြင်လိုက်ရသည်ကမန်တက်စဖွင့်ဖွင့်ခြင်း လက်ခော်အဖြစ် သူထည့်ထားသောငွေ300အနက်က200ရန်အနွယ်လီတရွယ်ဖယားတရားတန်ကအတွက်ငွေ300ကိုထည့်ခဲ့တော်လေယခုတော့ဖယားနဲ့တရားကိုရည်စူးသော200ရန်အနွယ်ကလေးကဖက်လာတဲ့ကြံ့ရင့်နေသေးတော်လေတန်ကအတွက်ရည်စူးထားသော တရားရန်အသည့်ကလေးကိုမူမတွေ့ရတော့ပြီ